လူမြင်မသိတော်တဲ့ပုံစံနဲ့ဓာတ်ပုံရိုက်ခုထားလို့ဝေဖန်ခံရတဲ့အလှမဲ့တဲဆွငိမင်္ဂလာပါရှင်ပါမီစနောင်းမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပြိသက်တွေချစ်ခင်အားပေးနေကြတဲ့အလှမဲ့တဲဆွငိကိုတော့မသိတဲ့သူမရှိသလောက်ပါပဲအလှမဲ့တဲဆွငိတယောက်ကတော့မြန်မာနိုင်ငံရဲ့အလှမဲ့လောကမှာအသက်ငယ်ဆုံးအလှမဲ့လူတော်ပြောလို့ရပါတယ်အလှမဲ့တဲဆွငိမှာတော့တခြားသောအလှမဲ့တွေနဲ့မတူတဲ့ကိုပိုင်ရည်ချင်းတွေကြောင့်တမှုထုကပြည်သူချစ်အလှမဲ့တယောက်အနေနဲ့ရက်တည်နေတာပါ အလမဲ့တဲဆွန်ကြီးတယောက်မစ်ကရန်ကိုစတင်ဝင်ရောက်ရှင်ပြိုင်စဉ်ကအသက်16နှစ်သက်သာပဲရှိပါသေးတယ်။အသက်ငယ်သေးပေမဲ့လည်းအလမဲ့တဲဆွန်ကြီးကတော့လှပကျော်ရှင်ကအချိုးစစ်ကြတဲ့ခန္ဓာကိုယ်လှပတဲ့မျက်နှာကြော်တွေနဲ့အတူမော်ဒယ်တယောက်မှရှိတဲ့ရှိထိုက်တဲ့တန်လန့်တွေကြောင့်ပပနဝက်ကိုယ်တိုင်ရွေးထုတ်ခြင်းကိုခံခဲ့ရတာပါ။ Miss Grand International ကိုတွားရောက်ရှင်ပြိုင်ခြင်းကလည်း International ကအလှမယ်ရီထံတာလွန်နဲ့အရေးချင်းအကုန်ချပြကအစွမ်းကုန်စူးစမ်းရှင်ပြိုင်ခဲ့တာကိုမြင်တွေ့ခဲ့ကြရတာပါ ဒီလိုမျိုးကြိုးပမ်းမှုကြောင့်လည်းအလမဲ့သဲဆူငိဟောင်း Miss Grand International မှာ Second Run Up Act ကိုစုကူးပိုင်ဆိုင်ခဲ့တာပါ။ဒါမိမယ်လေအလမဲ့တဲဆူငိတရား final ပြိုင်ပွဲညမှာသရုပ်ပြပွဲအမှုရာတွေကြောင့်ပြဿနာတက်ခဲ့ရပြီးနောက်ပိုင်းမှာတော့ Miss Grand Organization ကလည်းအပီးပိုင်နှုတ်ထွက်ခဲ့ပါတော့တယ်။ဒီလိုနှုတ်ထွက်ပြီးတဲ့နောက်မှာတော့အလမဲ့တဲဆူငိဟောင်းဆရာဖြစ်သူထူအန်လွေရဲ့တော်တင်ဆုံးမမှုတွေကိုနာခံရင်းမင်းတခြားသောအမှုပညာလှုပ်ရှားမှုတွေကိုလှုပ်ဆောင်နေကြတာပါ။ အခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေမှာပါပါဝင်တရုပ်ဆောင်တာကြော်ညာတွေလက်ခံရိုက်ကူးတာဖြင့်ဖိုတိုရှူတင်တွေစတာတွေအသီးသီးလှုပ်ဆောင်ကအလုပ်တွေကြိုးစားနေကြတာပါ မနေ့တနေ့ကအလာမေတဲဆုံရင်ကသူမရဲ့ဖိုတိုရှူတင်ကရလတ်တွေကိုလူမှုကွန်ရက်စာမျက်နှာပေါ်မှာပရိသတ်တွေရှိကိုချပြလာတာပါအလာမေတဲဆွန်ရင်ဟောင်းလောဝကိုအမိုက်စားပို့စ်တွေနဲ့အလာကြီးလာနေပြီမဲ့လေသူမရဲ့ပုံနေနဲ့ပတ်သက်လို့ comments တချို့မှာချီချူအားပေးနေကြတဲ့သူတွေနဲ့ဝိုင်းဝန်းရှုံချတဲ့သူတွေနဲ့အဖွဲ့ကွဲသွားပါတော့တယ် မဲ့တင်းစုံရင်ရိုက်ကူးထားတဲ့ပုံတွေဟာတော်တော်လေးမိမိုင်နေပြီးတော့သူမရဲ့ post တွေကကဘာကျော် model တွေဖြစ်တဲ့ candle jana တို့ gg hat တို့လိုမျိုးခန်းစားမိစေတာပါဒီလို model လောကကိုအားပေးတဲ့သူတွေကတော့အလာမဲတဲဆူမြင့်ရဲ့ post တွေမြင်ပြီးတကယ်ကိုဝမ်းသာသွားကြတာပါမြန်မာနိုင်ငံမှာဒီလိုမျိုးခမိုက်မိုက် post မျိုးလုပ်နိုင်တဲ့ model တွေကတကယ်ကိုရှာတာပါအခုဆိုရင်အလာမဲတဲဆူမြင့်တင်ထားတဲ့ post အောင်မှာတော့နိုင်ငံတကာကအလာမဲတွေကတော့ချီးကျူးနေကြတာပါ အလာမဲတဲဆွန်ချင်းကတော့အသက်ကငယ်နေပြီမဲတကယ်ကိုအစိတ်ပြင်းတဲ့သူတယောက်ပါပဲ။ဒါပေမဲ့လည်းမြန်မာနိုင်ငံမှာတော့ရှေးရဆွဲလူတချို့ကြောင့်လည်းဝေဖန်မှုကိုလည်းခံနေရတာပါ။လူတွေကတော့ထုံးစံတိုင်းသူများအောင်မြင်ချောချနေတာမြင်ရင်မျက်စိစပန်းမွေးဆူကြတာသဘာဝပါ။အခုမှလည်းအလာမဲတဲဆွန်ချင်းကိုမနာလိုသူတချို့ပြောထားတာကတော်တော်လေးနားရှက်ဖို့ကောင်းတာပါ။သူများကိုဝေဖန်ရေးလုံးရမယ်ဆိုရင်မြမယဉ်ကျေးမှုဒလိထုံးစံဆိုတဲ့စောင့်ဘုတ်ကိုလက်ခံထားကြတာကတော့မြမလူမျိုးတွေပါပဲ အလမေတဲဆိုရင်အင်တာနက်ပေါ်တင်ထားတဲ့ post တွေမှာဆိုရင်လူတွေက session နဲ့မပြေသေးဘူးပေါင်ကားနေပြီးတော့မြမရင်ကျင်းမှု delay ထုံးစံနဲ့မညီတာကြောင့်ယောက်ျားလေးတွေကလေးတွေအတွမ်းမတင်တော့ဘူးမိန်းကလေးတွေလည်းအထူးယူမှမယ်စသဖြင့်သူလုံးသူလုံးဝေဖန်နေကြတာပါဒီလိုအမြင်ပေါင်းကျင်းတဲ့သူတွေရဲ့လုံလုံချွတ်ချွတ်ဝေဖန်ခံရခြင်းကြောင့်လေတချို့သောအလှမေတွေမှာအရှင်ရစီတာပါ ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုအားပေးနေကြတဲ့ပရိသတ်ကြီးတို့ကရောအလာမဲတဲဆွန်ရဲ့ post ကိုကြည့်ပြီးစွစွရွရွဝေဖန်ခံရဖို့ထိုက်သလားဆိုတာပြောသွားပေးခဲ့ကြပါအောင်ရှင်။